Miss Grand International 2024ရဲ့ crown ကိုပြန်လည်အနံလိုက်တာဖြစ်ပြီးနောက်ထပ်ကြောင်းတရားဝင်အသိပေးလာခဲ့တဲ့အိန္ဒိယအလှမယ် Rachel Gupta မင်္ဂလာပါပရိသတ်ကြီးရေ Miss Grand International 2024ရဲ့ winner ဆုရှင်ဖြစ်တဲ့အိန္ဒိယအလှမယ် Rachel Gupta ကတော့သူမရဲ့ Miss Grand winner crown ကိုပြန်လည်အနံတော်မှာဖြစ်ပြီးနောက်ထပ်ကြောင်းကိုလည်းသူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတရားဝင်ကြေညာခဲ့တာပဲဖြစ်ပါတယ်အိန္ဒိယအလှမယ် Rachel Gupta က ဒီသတင်းကိုမျှဝေလိုက်ရတဲ့အတွက်စိတ်မကောင်းဖြစ်မိပါတယ်။ Miss Grand International 2024အဖြစ်ကနေနှုတ်ထွက်ပြီးတရဖူပြန်ပေးဖို့အတွက်အဆုံးဖြတ်ချက်ချခဲ့ပါတယ်။တရဖူဆောင်ရခြင်းဟာကျမဘွားရဲ့အမျက်နှုံးဆုံးအိမ်မက်တွေတဲကတစ်ခုဖြစ်ပြီးကျမဟာနိုင်ငံကိုကိုစားပြုပြီးတမိုင်းဝင်ခွင့်ရဖို့မျှော်လင့်ချက်တွေနဲ့ဂုဏ်ယူမှုအပြည့်ရှိခဲ့ပါတယ်။ဒါပေမဲ့ကျမတရဖူကိုရရှိပြီးနောက်ပိုင်းမှာကတိချိုးဖောက်မှုအမျိုးမျိုးကိုကြုံတွေ့ခဲ့ရပြီး organization ရဲ့အဆုံးဖြတ်ချက်တွေအပေါ်မှာဆက်လက်ပြီးတော့အတိမခံနိုင်တော့ပါဒီဆုံးဖြတ်ချက်ကိုပေါပေါထန်ထန်ဆုံးဖြတ်ခဲ့တာမဟုတ်ပါဘူးလာမယ့်ရက်တွေမှာဒီကခဲကျန်းတဲ့ခရီးရဲ့နောက်ွယ်ကအသေးစိတ်အချက်အလက်တွေကိုမျှဝေထားတဲ့ဗီဒီယိုအပြည့်စုံကိုထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်စရင်အမှန်ဖြင့် Rachel Guta ဟုဆိုကသူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေ Rachel ကတရားဝင်ကြေညာခဲ့တာပဲဖြစ်ပါတယ်ထို့သို့ကြေညာအပြီးမှာတော့ Miss Grand International Organization ကလည်း တရဖူကိုရုပ်သိမ်းကြောင်းစာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ Miss Grand International 2024 Winner ဆုရှင်ဖြစ်တဲ့အိန္ဒိယအလမဲရီချေကူတာဟာစီကံချိုးဖောက်မှုတွေကြောင့် Miss Tiger ဆုကိုရုပ်သိမ်းပြီးတရဖူကိုရက်30အတွင်းပြန်လာအဖို့အတွက် Miss Grand International ရဲ့ပိုင်ရှင်ဖြစ်သူ Mr. Network ကစာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ Miss Grand International Organization မှာ Miss Grand International 2024အဖြစ်အိန္ဒိယအလမဲရီချေကူတာကိုရွေးချယ်ခဲ့တာဖြစ်ပြီး ဒီကနေ့မှာတော့အဆိုပါပွဲကိုချက်ချင်းရက်စဲကြောင်းကြီးညာလိုက်တာဖြစ်ပါတယ်။ Miss Grand International Organization ကအိန္ဒိယအလမဲရီချဲကူတာကို Miss Grand International 2024အဖြစ်မှာရက်ဆိုင်ကြောင်းကြီးညာလိုက်ပါတယ်။ချက်ချင်းထိရောက်ပါတယ်။ဒီဆုံးဖြတ်ချက်ဟာသူမရဲ့တာဝန်တွေကိုကြီးပွန်းအောင်မဆောင်ရွက်နိုင်ခြင်းအဖွဲ့အစည်းကကြိုတင်ခွင့်ပြုချက်မရပဲပြင်ပစီမံကိန်းတွေမှာစိစက်ညှိနှိုင်းခြင်းနဲ့ဂါတီမဲလာကိုသွားမဲ့ခရီးစဉ်မှာမပါဝင်ဖို့ငြင်းဆန်ခြင်းတို့ကြောင့်ဖြစ်ပါတယ်။ ။ရာလက်အနေနဲ့ဒီအဖွဲ့အစည်းကသူမရဲ့ယာတုကိုချက်ချင်းရုပ်သိမ်းဖို့ဖြည့်ရှင်းခဲ့ပါတယ်။ Miss Rachel Kuta ဟာ Miss Grand International 2024နဲ့ဆက်ဆက်တဲ့တရဖူဆောင်ခွင့်မရှိတော့ပါဘူး။ဤသို့အတိပေးကြီးညာသည့်နေမှာစာ၍ရက်30အတွင်း MGI ရုံးချုပ်သို့တရဖူပြန်လည်အနံ့ပေးပါရန်မြစ်တာရက်ခံပါသည်ဟုဆိုက Miss Grand International Organization ကတရားဝင်စာထုတ်ပြန်လိုက်တာပဲဖြစ်ပါတယ်။ Miss Grand International 2024ရဲ့ဝင်နာစုကိုတော့ အိန္ဒိယအလမဲရီချေကူတာကရရှိခဲ့တာ ဖြစ်ပြီးအဆိုပါနှစ်ကမြန်မာနိုင်ငံကိုစားပြုအနေနဲ့တွားရောက်ရှင်ပြိုင်ခဲ့တဲ့အလမဲတဲဆုငင်းကတော့ Second Runner Up ဆုနဲ့သာကြီးနက်ခဲ့ရပြီး Miss Grand International ရဲ့ပွဲဟာတရားမျှတမှုမရှိဘူးဟုဆိုကအဆိုပါ Crown ကိုလည်းပြန်လည်ပေးအပ်ခဲ့တာဖြစ်ပါတယ်အခုဆိုရင်တော့ဝင်းနာဆုရှင်ဖြစ်တဲ့ရီချေကူတိုင်းကလည်းသူမရရှိခဲ့တဲ့ဝင်းနာဆု Crown ကြီးကို Miss Grand International Organization ထံသို့ပြန်လည်ပေးအပ်တော့မှာပဲဖြစ်ပါတယ်